ညအိတ်လို့အိမ်မက်မက်နေရင်ကိုယ့်အကူအိမ်မက်မက်နေတယ်ဆိုတာကိုသိကြလာဗျ။အားလုံးင်္ဂလာပါ။ကျွန်တော်စီချမ်းပါ။ကျွန်တော်တို့ဒီနေ့အိမ်မက်ကိုဘလို့ထိန်းချောရမလဲ။ဘလူးစီးတယ်ဆိုတာဘာလဲ။အိမ်ငွေချတယ်ဆိုတာဘာလဲဆိုတဲ့အကြောင်းလေးတွေပြောကြရအောင်။ တိပ္ပံပညာရှင်တွေရဲ့စံတတ်မှုရကျွန်တော်တို့ကဘာဘဝ23ရာခိုင်နှုန်းလောက်ရှိတဲ့လူတွေကိုအိမ်မက်မက်နေကွက်ကိုအိမ်မက်မက်နေတယ်ဆိုတာကိုသိနိုင်ကြတယ်တပည့်အဲ့လိုတီးစိမ်းနဲ့မက်နေတဲ့အိမ်မက်ကို loser drain လို့ခေါ်ကြပြီးတော့အိမ်မက်စုတွေမက်စီတဲ့ brain rate frequency တွေနဲ့ loser drain တွေဖြစ်ပေါ်စေတဲ့ brain rate frequency တွေကတူညီနေကြတယ်တပည့်အခြေခံဆက်ဆက်မှုတွေရှိနေကြတယ်ဆိုတဲ့သဘောပေါ့ဗျာ loser drain တွေကလူငယ်တွေမှာ ပုံမှန်တက်ကြပြီးတော့ meditation ထိုင်တာများတဲ့လူတွေမှာလည်းလူဆက်တွင်းတွေမှတ်နိုင်ကြတယ်တဲ့ဗျတကယ်တော့ဘလူးစီးတယ်ဆိုတာအိမ်မောကြနေတဲ့အချိန်မှာအသိစိတ်ဝင်လာတာမျိုးဒါမှမဟုတ်အုံနောက်ကလန့်နိုးလာတာမျိုးဖြစ်ပြီးတော့ခန္ဓာကိုယ်ကပဲလှုပ်လို့မရတာဖြစ်တယ်တော့ဗျ Sleeping paralysis လို့လည်းခေါ်ကြတယ်ပေါ့ဗျာကျွန်တော်တို့ blue စီးကန်ရတဲ့အချိန်မှာရုံးကန်ပြီးကြောက်လန့်မနေဘဲနဲ့ငါအခုအိမ်မက်မက်နေတာပါလားဆိုပြီးတော့ကိုယ်အုံနောက်ကိုပြန်သွေးခိုင်းမယ်ဆိုရင်လဲ loose stress တွေစီကူပြောင်းသွားလို့ရနိုင်တယ်တော့ဗျ loose stress တွေဆိုတာတိစိတ်နဲ့မက်နေတဲ့အိမ်မက်မျိုးဖြစ်ပြီးတော့ လူဆက်တွင်မှာတော်တော်များများမိုးပေါ်မှာပြန်ကျင်တိုင်းပြန်လို့ရတယ်ရေထဲမှာအသက်ရှူပြီးကူးကျင်တိုင်းကူးလို့ရတယ်လို့ပြောဆိုထားကြတယ်ဗျဒါဆိုလူဆက်တွင်တွေကိုမှတ်အောင်အိမ်မက်ကိုထိန်းချုပ်လို့ရအောင်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ထားကြရမလဲဘာတွေကိုလှုပ်ဆောင်ကြရမလဲဆိုတာလေးတွေကိုစကြည့်ကြအောင်ပေါ့ဗျာအမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်စတန်ဖို့တက္ကသိုလ်ကအာယွန်ကျော်သိပ္ပံပညာရှင် စတီဗင်လာဘယ်ဆိုတဲ့လူက1980တုန်းကအိမ်မက်နဲ့တက်ဆိုင်တဲ့အထူးဆွမ်းအင်တွေကိုဖွင့်ပွင့်နိုင်တဲ့နီလန်းတွေတွေ့ရှိခဲ့တယ်ဗျ။အဲ့လား Rapid Eye Movement REM လို့ခေါ်တဲ့မျက်လုံးတွေလှင့်မြန်စွာလှုပ်ရှားခြင်းပဲဖြစ်တယ်ဗျ။ပုံမှန်လူတယောက်ကတညကို REM ၅ချိန်လောက်ထိဖြစ်ပေါ်သွားကြပြီ REM ဖြစ်ပေါ်နေတဲ့အချိန်ကအိမ်မက်မက်နေတဲ့အချိန်လို့လည်းပြောလို့ရတယ်ပေါ့ဗျာအကယ်လို့လားကျွန်တော်တို့ကည၁၂နာရီထူတာနဲ့အိမ်မယ်ဆိုရင်တနာရီခွဲလောက်မှာပထမဆုံး REM ဖြစ်ပေါ်ပြီးအိမ်မက်မက်လိမ့်မယ်လေဗျဒါပေမဲ့အဲ့ဒီအိမ်မက်ကအလွန်ဆုံး၅မိနစ်ကနေ၁၀မိနစ်ထိပဲကြာတာဖြစ်တာမို့ ဒူဒရမမြအဲ့ဒီအိမ်မက်ကိုမှတ်မိနိုင်ကြမှာမဟုတ်ဘူးဗျာဒူရီယာအိမ်မက်ကိုတော့3နာရီလောက်မှမှတ်တကြမှာဖြစ်ပြီးတော့ဒီအိမ်မက်ကမိနစ်30လောက်ကြာနိုင်တယ်လို့ဗျာဒါပေမဲ့ဒီအိမ်မက်ကြောင့်တခါတလေမှလန်နိုးလာတာမျိုးတွေလည်းဖြစ်တတ်တယ်ဗောဗျာတတိယအိမ်မက်ကိုတော့3နာရီ40လောက်မှမှတ်တကြမှာဖြစ်ပြီးဒီအိမ်မက်က10မိနစ်လောက်ထိပဲကြာမှာဖြစ်တယ်ဗျာစတိုရာအိမ်မက်ကို9နာရီလောက်မှမှတ်တကြမှာဖြစ်ပြီးပြင်ဆင်မအိမ်မက်ကို6နာရီလောက်မှမှတ်တကြမှာဖြစ်တယ်ဗျာအဲ့ဒီအိမ်မက်နှစ်ခုလုံးက မိနစ်40လောက်ကြာနိုင်တာဖြစ်ပြီးတော့ကျွန်တော်တို့မနက်နိုးလာရင်မှန်ပြီးတဲ့အိမ်မက်ကဒီစတုဒ္ဒအိမ်မက်နဲ့ပြင်ဆင်မအိမ်မက်တွေဖြစ်တယ်ပေါ့ဗျာအိမ်မက်ကိုထိန်းချုပ်ပြီးမိုးပေါ်ပြောင်းခြင်းလားငားတွေလိုရည်ထဲမှာအသက်ရှူပြီးရေကူးနေခြင်းလားနေရံတွေကိုဖောက်ထွင်းပြီးတွာလာနေခြင်းလားဗျအဲ့လိုလှုပ်ခြင်းနဲ့ဆိုရင်ကျွန်တော်အခုပြောမဲ့အိမ်မက်ထိန်းဒီ၅ဆင့်ကိုအိတ်ခန်ကြီးကြီးလိုက်ဆန်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျဒီမှာအဓိကအကြဆုံးအချက်ကတော့၁၂နှစ်ထူးတာနဲ့ကျွန်တော်တို့အဲ့ရမှာပဲဖြစ်တယ်ဗျ။အဲ့ဒါမှသိမဲ့ပညာရှင်တွေ အိမ်မက်နဲ့တက်ဆိုင်တဲ့ပါရဂူတွေကချိန်နှားပြီးတဲ့ IEM ဖြစ်ပေါ်တဲ့အချိန်နဲ့ကိုက်ညီနေမှာဖြစ်တယ်ပေါ့ဗျာပထမတင့်အဆင့်နေနေရတော့နှူးဆက်ကို9နာရီခွဲမှတင်ထားမှာဖြစ်တယ်တို့ဗျာအဲ့လိုမှ stoder IEM ဖြစ်ပေါ်ပြီးအိမ်မက်မက်နေတဲ့အချိန်မှာနိုးလာနိုင်မှာဖြစ်တယ်ပေါ့ဗျာဒုတိယအဆင့်နေနေရတော့နှူးဆက်ကြောင့်9နာရီခွဲမှကျွန်တော်တို့ကနိုးလာပြီးပြီဆိုရင်ခုနမက်နေတဲ့အိမ်မက်ကိုအသေးစိတ်နိုင်တဲ့လောက်ဆက်အောင်ပြန်စင်းစားမှာပဲဖြစ်တယ်တို့ဗျာနံပါတ်3အဆင့်နေနေရတော့ခုနအိမ်မက်ကိုပြန်စင်းစားနေပြီးတော့အိပ်ရမှာပဲဖြစ်တယ်တို့ဗျာ အဲ့လိုပြန်အင်းနေတဲ့အချိန်မှာငါအိမ်မက်မက်တော့မှငါအိမ်မက်မက်လို့ပါလို့ပဲစက်တိုက်တွေးနေပြီးအိပ်ရမှာပဲဗျ။နံပါတ်၄အဆင့်နေနေကတော့ငါခုနအမှတ်နေတဲ့အိမ်မက်ထဲကိုပြန်ရောက်နေပြီလို့တွေးနေရမှာဖြစ်တယ်ဗျ။နံပါတ်၅အဆင့်နေနေကတော့ခုနနံပါတ်၃အဆင့်နဲ့နံပါတ်၄အဆင့်ကိုအိပ်မပြောမချင်းစက်တိုက်လုံနေရမှာပေါ့ဗျာ။တနည်းပြောရင်ငါအိမ်မက်မက်တော့မှငါအိမ်မက်မက်တော့မှငါအိမ်မက်ထဲကိုရောက်နေပြီငါအိမ်မက်တို့ရောက်နေပြီဆိုပြီးတော့မအိပ်မချင်းစက်တိုက်လုံနေရမှာပေါ့ဗျာ။ဒီ၅ဆင့်ကိုနီလန်းမှန်မှန်နဲ့ပိုင်ပိုင်နိုင်နိုင်လုံနိုင်သွားပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့အိမ်မက်ကိုထိန်းချုပ်လို့ရသွားပြီဗျာ။ ဒီနီးလန်းကတချို့လူတွေအတွက်တခါတည်းနဲ့တညတည်းနဲ့အိမ်မက်ကိုထိန်းချုပ်သွားနိုင်တယ်ဆိုပေမဲ့တချို့လူတွေကြမြန်တော့ဒီနီးလန်းကိုထက်ခါထက်ခါလုံနေရမှာလေဗျလာနဲ့ချီပြီးကြိုင်လဲကြောက်အောင်ပဲပေါ့ဗျာဒီနေရာမှာပြောစရာရှိတာတကူကခုနပြောထားတဲ့အဆင့်၅ဆင့်နဲ့အိမ်မက်ကိုထိန်းချုပ်ဖို့အတွက်ကျွန်တော်တို့ကအိမ်မက်မက်နေရင်အိမ်မက်မက်နေတယ်ဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်လိမ့်မယ်လေဗျအိမ်မက်မက်နေတာကိုသိနေမှအိမ်မက်ကိုထိန်းချုပ်လို့ရမယ်ဆိုတဲ့သဘောပေါ့ဗျာတနည်းပြောရင်ကျွန်တော်တို့ရဲ့အသိစိတ်ထဲမှာဒါကအိမ်မက်လားလက်တွေ့လားဆိုတာ ခွဲခြားသိနိုင်ဖို့လိုအပ်မယ်လေဗျ။တိပ္ပံပညာရှင်တွေရဲ့သိရှိချက်ရကဘာဘောကသုံးပုံတပုံလောက်ရှိတဲ့လူတွေကသူတို့အိမ်မက်မက်နေအိမ်မက်မက်နေတယ်ဆိုတာကိုသိနိုင်ကြတယ်လေဗျ။အဲ့လိုလူတွေတော့ကတော့ခုနကပြောတဲ့အဆင့်၅ဆင့်ကိုတန်လို့လို့ရပြီပေါ့ဗျာ။ဆိုတော့အိမ်မက်မက်နေတာကိုမက်နေတယ်ဆိုတာမသိကြတဲ့လူတွေတော့ကြတော့အခုပြောမယ့်အချက်၅ချက်ကိုထပ်လို့ရအောင်ပါဗျ။ပထမအချက်အနေနဲ့ကတော့အေယောဝါအိပ်ဖို့လိုအပ်မယ်လေဗျ။ ကျွန်တော်တို့ရဲ့အုံနောက်ကိုညတိုင်း RPM 6ခါနဲ့ RPM 5ခါထိဖြစ်ပေါ်ဖို့လိုအပ်မယ်ပေါ့ဗျာဒုတိယတစ်ချက်နေရတော့အိမ်မက်ကိုမှတ်တမ်းတင်ထားဖို့လိုအပ်မယ်တဲ့ဗျအတန်သွင်းတာနဲ့ပဲဖြစ်ဖြစ်ချရေးတာနဲ့ပဲဖြစ်ဖြစ်အိမ်မက်တွေကအဖြစ်ပြက်တွေကို သေးစိတ်မှတ်တမ်းတင်ထားဖို့လိုအပ်မယ်ပေါ့ဗျာအဲ့လိုမှရှေ့တခါမှတ်တဲ့အိမ်မက်တွေတရားကြုံတွေ့ဘူးတဲ့ပတ်ဝန်းကျင်တွေလူတွေအဖြစ်ပြက်တွေကိုနောက်တစ်ခါအိမ်မက်မှတ်တဲ့အခါနှိုင်းရှင်တို့ရမှဖြစ်တယ်ပေါ့ဗျာအဲ့ကလေးတို့ကဒီပတ်ဝန်းကျင်တွေဒီလူတွေဒီအဖြစ်ပြက်တွေကနောက်တစ်ခါအိမ်မက်ထဲမှာထပ်ပါလာမယ်ဆိုရင်ငါကုအိမ်မက်မှတ်နေတယ်ဆိုတာကိုတန်းသိနိုင်တယ်ပေါ့ဥပမာဗျာကိုမှတ်တမ်းတင်ထားတဲ့အိမ်မက်ထဲမှာကိုအရင်သဘောကျနေတဲ့ကောင်မလေးတယောက်နဲ့အမြဲတမ်းဒိတ်နေရတယ်ဆိုရင်နောက်တစ်ခါအိမ်မက်မှတ်လို့ဒီကောင်မလေးကထပ်ပါလာတယ်ဆိုရင် ။ဟောငါကုအိမ်မက်မက်နေတာပါလားဆိုပြီးတော့ချက်ချင်းတန်းတီးနိုင်မယ်ဆိုတဲ့သဘောပေါ့ဗျာ။တတရအတစ်ချက်အနေနဲ့ကတော့အိမ်မက်နဲ့လက်တွေ့ကိုခွဲခြားနိုင်တဲ့လင်းကျင်တစ်ခုရှိအောင်လုပ်ရမယ်လေဗျ။အတိစိတ်ရှိနေတဲ့အချိန်အိပ်ပျော်နေတာမဟုတ်တဲ့အချိန်တွေမှာကိုယ့်အကိုငါကုအိမ်မက်မက်နေတာလားလက်တွေ့ကြုံနေရတာလားဆိုပြီးတော့အမြဲတမ်းပြန်မေးနေရမယ်ပေါ့ဗျာ။ဥမာနှာခေါင်းကိုလက်နဲ့ပိတ်ပြီးပါးစပ်နဲ့ပဲအသက်ရှူကြည့်တာမျိုးနှာခေါင်းကိုလက်နဲ့ပိတ်ပြီးတာတော့နှာခေါင်းနဲ့အသက်ရှူလို့ရနိုင်မယ်ဆိုရင် ဒါအိမ်မက်မက်နေတယ်ဆိုတာကိုတန်သိနိုင်မှာပေါ့ဗျာစတုဒ္ဒအချက်အနေနဲ့ကတော့နှိုးဆက်ကို9နာရီခွဲမှတင်လာမှာဖြစ်တယ်တဲ့ဗျအဲ့လိုမှ9နာရီခွဲတန်းမှာတီးစိတ်ကနိုးလာတဲ့အချင်းတခုကိုရလာမှာပေါ့ဗျာနောက်ဆုံးဗျာအုံနောက်ကအိမ်မက်မက်နေရင်တော့မှအတီးစိတ်ကအိမ်မက်ထဲမှာနိုးလာနိုင်တာမျိုးဖြစ်လာမှာပေါ့ဒီလိုနီးတင်နဲ့ကျွန်တော်တို့ကအိမ်မက်မက်နေတာကိုငိုင်းမက်မက်နေတာပါလားဆိုတာကိုသိလာပြီဆိုရင်ကျွန်တော်အရှိရပြောတဲ့အဆင့်50နဲ့အိမ်မက်ကိုထိန်းချုပ်လို့ရပြီပေါ့ဗျာစမ်းကြည့်လို့ရပြီပေါ့ဗျာအကယ်လို့လားကျွန်တော်တို့ကအိမ်မက်မက်နေတာကိုလည်းတီးပြီး အိမ်မက်ကိုလည်းထိန်းချုပ်လာနိုင်ပြီဆိုရင်အဲ့ဒီတဲ့ပုံမြင့်တဲ့တဆင်ကိုထပ်တက်လို့ရပြီဗျ။အဲ့လားတော့ inception ဇက်ကားတွေရလို့အိမ်မက်ကိုဖန်တီးနိုင်တာပဲဖြစ်တယ်တော့ဗျ။တနည်းပြောရင်အိမ်ငွေချတာလို့လည်းပြောလို့ရတယ်ပေါ့ဗျာ။အိမ်ငွေချတဲ့ဆရာတွေကအိမ်ငွေချခံလဲရတဲ့လူတွေရဲ့မတိစိတ်ကိုဆက်သွယ်နိုင်ကြတယ်လို့သိပ္ပံပညာရှင်တွေကတွေးကြည့်ကြတယ်ဗျ။ကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာကံရောင်းနေတဲ့အရာတွေကျွန်တော်တို့ကိုယ်တိုင်တတိမထားမိလိုက်တဲ့အရာတွေတီတောင်မပြောဘူးဆိုတဲ့အရာတွေကိုအိမ်ငွေချခံလဲရတဲ့အချိန်မှာ တလုံးမကြံပျော်ထွက်လာနိုင်ကြတယ်တဲ့ဗျအင်္ဂွေချတဲ့ပညာကိုပြောမယ်ဆိုရင်ခါယွန်းဆိုတဲ့လူကမပြောလို့မရတဲ့လူဗျ။သူကစီကမင်ဖရီရဲ့တပည့်ဖြစ်တယ်လို့စီကမင်ဖရီရဲ့ခစ်ပြိုင်တဲ့စိတ်ပညာတစုလည်းဖြစ်တယ်ပေါ့ဗျာ။ကျွန်တော်တို့အရှိတဘုံမှာတော့စီကမင်ဖရီနဲ့ပတ်သက်တဲ့အိမ်မက်အကြောင်းတွေကိုပြောပြခဲ့ပြီးပြီဆိုတော့ဗျာဒီတဘုံမှာကာယွန်းနဲ့သက်ဆိုင်တဲ့အင်္ဂွေချခြင်းပညာတွေအကြောင်းပြောကြတာပေါ့ဗျာ။ခါယွန်းက အိမ်ငွေချတဲ့နီးနဲ့ယောဂတွေကိုကုသနိုင်ခဲ့တယ်လို့ဗျ။တနည်းပြောရရင် psychotherapy လို့ခေါ်တဲ့စိတ်ကျန်းမာရေးကုထုံးစိတ်ပညာကုသမှုနဲ့ယောဂတွေကိုကုသနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဗောဗျာ။ခိုင်ယွန်းပြောတဲ့အိမ်မက်အကြောင်းတွေနဲ့ Sigmund Freud ပြောတဲ့အိမ်မက်အကြောင်းတွေကကွာခြားနေကြတယ်ဗျ။ Freud ရဲ့ပြောဆိုချက်ကကျွန်တော်တို့မှာတီးစိတ်ရယ်တီးစိတ်အောက်ခြေရယ်မတီးစိတ်ရယ်ဆိုပြီးစိတ်သုံးခုရှိတယ်ဗောဗျာ။တီးစိတ်ကရေခဲတုံးကြီးရဲ့တန်းပါဆန်းလောက်ကိုနေရာယူထားမယ်ဆိုရင်မတီးစိတ်က90%လောက်ထိ နေရာယူထားတယ်လို့ပြောလို့ရတယ်ပေါ့ဗျာအိမ်မက်ဆိုတာကလည်းအဲ့ဒီမတိစိတ်ကနေဖြစ်ပေါ်လာတာဖြစ်တယ်တဲ့ဗျဒီနေရာမှာခါယုံနဲ့ဖရီနဲ့မတူတာခါယုံကကျွန်တော်တို့တိစိတ်နဲ့မတိစိတ်ဆိုတာအဲ့လိုပေါ်လောပေါ်နေတဲ့ရေခဲတုံးကြီးတုံးမဟုတ်ဘူးတဲ့ဗျခါယုံရပြောဆိုချက်ရတိစိတ်နဲ့မတိစိတ်ဆိုတာရေအောက်ကျမ်းပြင်နဲ့ဆက်ဆက်နေတဲ့ရေခဲတောင်ကြီးဖြစ်ပြီးတော့ရေမျက်နှာပြင်အပေါ်ကိုတိစိတ်က1%လောက်ပဲထွက်နေတယ်တဲ့ဗျမတိစိတ်ကတော့ အဲ့ဒီရေအောက်ပိုင်းမှာနှိမ့်မြုပ်နေတဲ့အပိုင်းဖြစ်တဲ့အပြင်သူကရေအောက်ကျမ်းပြင်တစ်ခုလုံးနဲ့ပါဆက်ဆက်မှုရှိနေသေးတယ်ဗျကျွန်တော်တို့ရဲ့တိစိတ်နဲ့ကျန်တဲ့လူရဲ့တိစိတ်တွေအကုန်လုံးကအဲ့ဒီရေအောက်ကျမ်းပြင်ကြီးနဲ့ဆက်ဆက်မှုတွေဆက်သွယ်မှုတွေရှိနေကြတယ်ဆိုတဲ့သဘောပေါ့ဗျာနောက်ပြီးအဲ့ဒီရေအောက်ကျမ်းပြင်ကြီးကတိစိတ်တွေမတိစိတ်တွေကိုဆက်သွယ်ပေးနေတဲ့ collective unconscious အစုလိုက်မတိစိတ်တွေတည်ရှိတဲ့နေရာလို့လည်းခေါ်လို့ရတယ်တဲ့ဗျတနည်းပြောရရင်အဲ့ဒီ collective unconscious ဆိုတဲ့ရေအောက်ကျမ်းပြင်ကြီးမှာတည်ထွားတဲ့လူတွေ အသက်ရှင်နေတဲ့လူတွေရဲ့အတ္တိတရားတွေဉာဏ်ပညာတွေနဲ့အသွေးခေါ်တွေတည်ရှိနေတဲ့စို့အရင်မြင့်ရှိတဲ့နေရာလို့လည်းပြောလို့ရတယ်ပေါ့ဗျာဒီ collective unconscious ကဘလောက်တောင် ကြီးကျယ်လဲဆိုရင်ကျွန်တော်တို့လူကျင်တဲ့ပညာတွေဗဟုသုတတွေနဲ့အတ္တိဉာဏ်ပညာတွေကိုအိမ်မက်ကနေတစင်ယူရှင်တိုင်းယူလို့ရတဲ့နေရာစိတ်ကြိုက်ဒေါင်းလို့ရတဲ့နေရာလို့လည်းပြောလို့ရတယ်ပေါ့ဗျာအဲ့ဒါတွေတဲ့ပူစိတ်ဝင်စားစရာကောင်းနေတာတကူကအဲ့ဒီ collective unconscious ဆိုတဲ့နေရာကနေရှေးဘဝအကြောင်းတွေရှေးဘဝအဖြစ်အပျက်တွေကိုပါတည်ကျန်တိုင်းတည်လို့ရတဲ့နေရာလို့လည်း ြောလို့ရတယ်ဗျ။ဆိုတော့ collective unconscious ဆိုတဲ့ခါယုံရဲ့ဒီဒီတွေကတိတ်ပံမဆန်ပဲနဲ့မှော်ဆန်နေတယ်လို့များမထင်ကြဘူးလားဗျ။ခါယုံကိုယ်တိုင်ကလည်းသူ့ရဲ့ဒီဒီတွေကကျွန်တော်တို့ရဲ့အရှိအာရှနိုင်ငံတွေကဗုဒ္ဓဘာသာတွေတောက်လို့ခေါ်တဲ့တာဝဘာသာတွေယင်းយ៉ាងနဲ့ဆိုင်တဲ့ရည်ချင်းတွေမှော်ပညာတွေကနေတဆင့်ဆင်သက်လာတာဖြစ်တယ်လို့ဝန်ခံထားတယ်ဗျ။တမာဒီမြင့်တဲ့တမရအာကောင်းတဲ့ပုံကူတွေကဒီ collective unconscious ကြောင့်ဉာဏ်လင်းတွေပွင့်လာတာဖြစ်နိုင်တယ်လို့လည်း သူကယုံကြည်ထားတယ်ဗျ။ဒါကသူ့ရဲ့တူးတဲ့အယူတည်နေတာမျိုးမဟုတ်ဘဲနဲ့ဒီကိစ္စကိုသိပ္ပံပညာတွေစိတ်ပညာတွေနဲ့ဖြည့်ရှင်းလို့ရနိုင်တယ်ဗျ။တက်တည်ပြလို့ရနိုင်တယ်တဲ့ဗျ။ဥပမာကျွန်တော်တို့သိကြတဲ့နီကိုလာတက်စလာကိုကြည့်မယ်ဆိုရင်သူကိုယ်တိုင်ကလည်းကျွန်တော်ကလှုပ်ရှားမှုတွေစိတ်ခံစားမှုတွေနဲ့အသွေးခော်တွေကိုပီးစွမ်းခံနာရတဲ့စัจ java ရာတကူးဆက်တစ်ခုသာဖြစ်တယ်လို့သူကိုယ်တိုင်ပြောဆိုခဲ့တယ်ဗျ။အဲဒါကြောင့်သူ့ရဲ့ဒီခေရှိပြေးနေတဲ့တည်တွင်မှုတွေကဒီ collective unconscious ဆိုတဲ့အလွာကနေအိမ်မက်မက်ရင်တိလာတာမျိုးများ ဖြစ်နေမလားဗျာအိန္ဒိယရမနဂျင်းဆိုတဲ့တင်ချာပညာဆိုင်ရာဉာဏ်ကြီးရှင်ကြီးရလဲသူ့ရဲ့တင်ချာဖော်မူလာတွေကအိမ်မက်ထဲကနေရလာတာဖြစ်တယ်လို့ပြောဆိုခဲ့တယ်ဗျသူ့ရဲ့အိမ်မက်ထဲကရလာတဲ့တင်ချာဖော်မူလာတွေထဲမှာ black hole နဲ့သက်ဆိုင်တဲ့ဖော်မူလာတွေပါတယ်လို့တချို့ဖော်မူလာတွေဆိုရင်အခုချိန်ဒီကိုသိပ္ပံပညာရှင်တွေကအပြေပေါ်ထုတ်လို့မရနိုင်ကြသေးဘူးတဲ့ဗျအဲဒါကြောင့်သိပ္ပံပညာရှင်တွေတော်တော်များများအိမ်မက်မှတ်ခြင်းအိမ်မက်ကိုတီးခြင်းအိမ်မက်ကိုထိန်းချုပ်ခြင်းတွေနဲ့ meditation လုပ်ခြင်းတွေကနေတဆင့်ဒီ universe တဲ့ occasional record တွေကိုဒီ collective unconscious ကနေရယူနိုင်ကြတယ်လို့ယုံကြည်ထားကြတယ်ဗျ reminiscing ရဲ့အကြောင်းတွေနဲ့ occasional record အကြောင်းတွေကိုတော့ကျွန်တော်တို့နောက် video သဘောရောက်မှအေးစစထပ်ပြောကြတာပေါ့ဗျာဆိုတော့ကျွန်တော်တို့အကုန်လုံးကအိမ်မက်ကိုတည်နိုင်တယ်အိမ်မက်ကိုထိန်းချုပ်နိုင်တယ်အိမ်မက်ကိုဖန်တီးနိုင်မယ်ဆိုရင်ကျွန်တော်တို့ကလည်း loser dreaming master ကြီးတွေဖြစ်လာနိုင်ကြတယ်လို့ occasional record ကနေလဲဒီ universe ရဲ့အစလူသားတွေရဲ့အစကို collective unconscious အလွာကနေတည်ရှိနိုင်မယ်ပေါ့ဗျာ ဒါကလည်းဗုဒ္ဓဘာသာတွေပြောတဲ့အလုံးစုံတိမြင်နိုင်ခြင်းတန်တရားမှလွတ်မြောက်ခြင်းတွေနဲ့လည်းဆက်စပ်မှုရှိနေကြတယ်ဗျ။ဒေးအယ်မန်ဆိုတဲ့လူကဘလမက်ဂျစ်လို့ခေါ်တဲ့ဒီအိမ်မွေးချလောကရဲ့ဆရာတစုဖြစ်တယ်ဗျ။သူ့ရဲ့အိမ်မွေးချနီးနဲ့စေယောဂကုသမှုမှတ်တမ်းတွေထဲမှာတင်စာဆဲတွေပြန့်နှံ့နေတဲ့ဝေဒနာရှင်တယောက်ကိုလုံးဝလူကောင်းဖြစ်အောင်ဒီအိမ်မွေးချတဲ့နီးနဲ့ကုသနိုင်ခဲ့တယ်လို့ရည်သားဖော်ပြထားတယ်ဗျ။ အဲ့ဒါကြောင့်သိပ္ပံပညာရှင်တွေကအိမ်မက်မက်တာတွေအိမ်ငွေချတာတွေနဲ့ပတ်သက်ပြီးတော့အုံနောက်လိုင်းတွေကိုစူးစမ်းမှုတွေစမ်းစစ်မှုတွေလုပ်ခဲ့ကြတယ်ဗျကျွန်တော်တို့ရဲ့အုံနောက်လိုင်းတွေကကျွန်တော်တို့စိတ်ခံစားမှုပေါ်မူတည်ပြီးပြောင်းလဲတက်ကြတယ်ဆိုတာအကုန်လုံးသိကြပြီပဲဖြစ်တယ်ဗျဆိုတော့သိပ္ပံပညာရှင်တွေစမ်းတက်ထားတဲ့အုံနောက်လိုင်းတွေအကြောင်း brain wave တွေအကြောင်းကိုနည်းနည်းလေးကြည့်လိုက်ကြရအောင်အိမ်မက်တွေမမက်ပဲလုံးဝနှိမ့်နှိမ့်ချက်ချက်အိပ်ပျော်နေတဲ့အချိန်ဆိုရင် 0.h ကနေ 4h ကြားမှာတည်ရှိနေတတ်ပြီးဒါဟုတ် ဒါတာဝေ့လို့လဲခေါ်ကြတယ်ဗျမတိစိတ်ကအပိုင်သိမ်းပြီးအိမ်မက်မက်နေတဲ့အချိန်ဆိုရင် 4h ကနေ 8h ကြားမှာတည်ရှိနေတတ်ပြီးဒါကိုတီတာဝေ့လို့လဲခေါ်တယ်ဗျညံလင်းနေပွင့်နေတဲ့အချိန်ဒါမှမဟုတ်ငိုင်းနေတဲ့အချိန်ဆိုရင် 8h ကနေ 4h ကြားမှာတည်ရှိနေကြပြီးဒါကို alpha ဝေ့လို့လဲခေါ်တယ်ပေါ့ဗျကျွန်တော်တို့စိတ်ကပုံမှန်အနေထားမှာဆိုရင် 14h ကနေ 13h ကြားမှာတည်ရှိနေကြပြီးဒါကို beta ဝေ့လို့လဲခေါ်တယ်ပေါ့ဗျစိတ်ဖိစီးမှုတွေမရှိတဲ့အချိန်လွတ်လပ်ပော့ပါနေတဲ့အချိန် ျော်ရွှင်နေတဲ့အချိန်ဆိုရင် 25h ကနေ 100h ကြားမှာတည်ရှိနေတဲ့ကြပြီဒါကိုဂါမာဝေးလို့လဲခေါ်တယ်ပေါ့ဗျာသိပ္ပံပညာရှင်တွေသိရှိမှုရအင်္ဂွေချတဲ့ဆရာတွေကအင်္ဂွေချခံရတဲ့လူတွေရဲ့တီတာဝေးနဲ့အယ်လ်ဖာဝေးတွေကိုထိန်းချုပ်နိုင်တယ်တဲ့ဗျအဲ့လိုအချိန်မှာအင်္ဂွေချခံရတဲ့လူကအိမ်မက်တဲ့ရောက်နေတာလို့လို့လက်တွေ့ကြုံနေရတာလို့လို့ဖြစ်နေတဲ့အချိန်ပေါ့ဗျာ Richard Davidson လို့ခေါ်တဲ့စိတ်ပညာရှင်ကြီးကတိဘက်လာမားတွေတရားမှတ်နေတဲ့အချိန်သူတို့ရဲ့အုံနောက်လိုင်းတွေကိုလှိလာကြည့်တဲ့အခါတရားထူးရနေတဲ့လာမားတွေရဲ့အုံနောက်လိုင်းတွေကဟန်ရဲဟက်ကနေတူဟန်ရဲဟက်ကြားထဲမှာတည်ရှိနေတယ်ဗျအဲ့ဒီဝိတွေကလန်ဒါဝိတွေပဲဖြစ်တယ်ပေါ့ဗျာအဲ့လိုတရားထူးရနေတဲ့လာမားတွေကအဲ့လိုလန်ဒါဝိတွေထွက်ပေါ်နေတဲ့အချိန်ဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်ဒါမှမဟုတ်သူတို့ရဲ့အုံနောက်တွေကနေကြီးမားတဲ့စွမ်းအင်းတွေထုတ်လွှင့်နေကြတယ်ဗျအဲ့ဒါထက်ပိုထူးဆန်းနေတာတကူက တပတ်လုံးအစားမစားရေမတောက်ပဲနဲ့ကမထန်ဝင်စားနေတဲ့လာမာဖုန်ကြီးတပါး0.5 hash rate နဲ့တဲ့အုံနောက်လိုင်းတွေထွက်ပေါ်နေတတ်ပြီးဒါကို epsilon wave လို့လည်းခေါ်ကြတယ်တပတ်ကျွန်တော်တို့ပုံမှန်လူတွေကတော့1 hash out နဲ့တဲ့အုံနောက်လိုင်းတွေနဲ့100 hash rate မြင့်တဲ့အုံနောက်လိုင်းတွေကိုခံနိုင်ကြမှာမဟုတ်သလိုထွက်ပေါ်လာနိုင်မှာလည်းမဟုတ်ဘူးတဲ့ဗျာအဲဒါကြောင့်အုံနောက်တွေတည်းကနေဒီလိုလိုင်းတွေထွက်ပေါ်နေတဲ့အချိန်ကကျွန်တော်တို့က collective unconscious တည်းကနေ ဒေတာတွေဒေါင်းလို့ရနေတဲ့အချိန်ဒေတာတွေဒေါင်းနေတဲ့အချိန်လို့ပြောလို့ရမှာလားဗျာအိမ်မက်နဲ့တက်ဆိုင်တဲ့အကြောင်းတွေနဲ့အုံနောက်နဲ့တက်ဆိုင်တဲ့အကြောင်းတွေကကျွန်တော်တို့အတွက်တကယ်ကိုလှိလာစရာနဲ့တွေးခေါ်စရာတွေအများကြီးကြံ့နေသေးတယ်ဗျာကျွန်တော်တို့ကဒီအုံနောက်အကြောင်းကိုသိပ္ပံပညာရှင်တွေကနှစ်ပေါင်းယာနဲ့ချီပြီးလှိလာခဲ့တယ်ဆိုပေမဲ့အခုချိန်ထိအုံနောက်ကဘာလဲဆိုတာသိကြတဲ့အဖြစ်မရကြလေဘူးလေဗျဆိုတော့ဗျာကျွန်တော်အရှိတပုံမှာတော့ဆီဂမင်ဖိုရီရဲ့စိတ်ဆိုတာဘာလဲအိမ်မက်ဆိုတာဘလို့ဖြစ်ပေါ်လာတာလဲဆိုတာအကြောင်းပြောပြခဲ့ပြီဗျာ ီတပုတ်မှာလဲအိမ်မက်ကိုဘလို့ထိန်းကြောရမှာလဲအိမ်မက်ထဲကနေကျွန်တော်တို့လူချင်တဲ့ဟာတွေကိုဘလို့ယူကြရမှာလဲဆိုတာတွေကိုပြောပြခဲ့ပြီးပြီဆိုတော့ဗျာကျွန်တော်တို့အိမ်မက်ဆိုတာဘာလဲဆိုတာကိုအကြမ်းဖျင်းလောက်တော့နားလေလောက်ကြပြီလို့ကျွန်တော်ထင်တယ်ဗျဆိုတော့ကျွန်တော်တို့ရဲ့အိမ်မက်နဲ့တက်ဆိုင်တဲ့အကြောင်းလေးတွေကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေကြီးကျူပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့နောက်ဗီဒီယိုရောက်မှာထပ်ကြည့်ကြတာပါဗျာ